သူကအကောင်းဆုံးပါဆိုတဲ့ရော်နယ်ဒိုရဲ့စကားကိုပြန်လည်ခြေပါလာတဲ့မက်ဆီရဲ့အာဂျင်တီးနားအသင်းပေါ့ပရိသတ်များလုံးပဲမိန်လာများ Anfield Sport Channel ကနေအားလုံးကိုပြန်လည်ခြေလိုက်ပါရင်တင်းမကြာတင်းမီကပြုတ်လောက်သွားတဲ့အစီအစဉ်တစ်ခုမှာရော်နယ်ဒိုကသူ့အနေနဲ့ဘောလုံးသမားရဲ့ BPA ဇုံဇုံကစားမဆိုပြီးပြောဆိုသွားခဲ့တာကြောင့်ဘောလုံးနဲ့ပတ်သက်သူတွေကြားမှာအငင်းခုန်နေဖြစ်နေခဲ့ကြပါရင်ပရိသတ်အချင်းချင်းကြားမှာတာမကဘောလုံးသမားနဲ့ဘောလုံးတုံးတဲ့သူတွေကြားမှာပါရော်နယ်ဒိုရဲ့စကားကိုထောက်ခံသူနဲ့ကန့်ကွက်သူတွေအသီးသီးပေါ်ထွက်လာကြပါရင် ီနေ့မှာမက်ဆီရဲ့အာဂျင်တီးနားအသင်းပေါ်မိုလီနာလည်းပါဝင်နေခဲ့ပြီးအကောင်းဆုံးတွေကသူတို့ကိုသူတို့အကောင်းဆုံးပါဆိုပြီးပြောနေမှာမဟုတ်ဘူးလို့တုံ့ပြန်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့9ရက်နေ့ကမှပူပူနေနေအသက်၄၀ပြည့်ထားပေမဲ့လက်ရှိအချိန်အထိအကောင်းဆုံးခြေစွမ်းကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ရှင်ဘလုံး၅ဆုရှင်ရော်နယ်ဒိုကသူ့ကိုယ်သူဘောလုံးသမိုင်းမှာပြည့်စုံစွာကစားသမားအဖြစ်သတ်မှတ်ခဲ့တယ်လို့သူ့ရဲ့အရေးအသွေးနဲ့စံချိန်တွေကမက်ဆီ၊ပီလီနဲ့မာရာဒိုနာတို့ထက်တာလွန်တယ်လို့ယုံကြည်ထားကြောင်းလည်းပြောဆိုသွားခဲ့ပါတယ်။ ရန်လိုကသူ့အတွက်သာတော့သူသားလင်းရင်အကောင်းဆုံးပါလို့ပွင့်လင်းလင်းပြောဆိုသွားခဲ့တယ်လို့ရှားသူရဲ့ထင်မြင်ချက်တွေအပေါ်လေးစားကြောင်းနဲ့ထည့်သွင်းပြောကြားသွားခဲ့တာပါရန်လိုရဲ့အခုလိုပြောဆိုမှုနဲ့ပတ်သက်ပြီးဘောလုံးနဲ့ပဲအတွင်းမှာအငင်းပွားမှုတွေလည်းများနေခဲ့ပြီးလက်မခံသူတွေကလည်းအများအပြားထွက်ပေါ်လာနေပါတယ် အထူးသဖြင့် Ronaldo ရဲ့အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Messi ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ပရိသတ်တွေကတော့ Ronaldo ရဲ့စကားကိုအကြီးကျယ်လောင်းပြောင်းနေကြတာဖြစ်ပါတယ်။ Messi နေနဲ့ရွှေဘော်လုံးစုကို၈ချိန်အထိစံချိန်တင်ရရှိထားသူဖြစ်ပြီးတမိုင်းတစ်လျှောက်အောင်မြင်ဆုံးကစားမဖြစ်အမှတ်တမ်းရေးထိုးထားသူလည်းဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2022ခုနှစ်မှာကမ္ဘာ့ချန်ပီယံစုကိုပါဆုခိုးနိုင်ခဲ့ပြီးဘောလုံးတမိုင်းရဲ့အပြည့်အစုံဆုံးကစားမဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။ Ronaldo ကတော့စံချိန်မှတ်တမ်းတွေအားလုံးကိုချိုးဖြတ်ပြထားသူဖြစ်ပေမဲ့ကမ္ဘာ့ချန်ပီယံစုကိုရရှိဖို့အတွက်အလန်းဝင်နေခဲ့တာကြောင့် သူရဲ့တခုလဲတော့အားနည်းချက်အဖြစ်ရှိနေကြတာပါဒါကြောင့်လဲရော်နယ်ဒိုရဲ့စကားကိုမက်ဆီနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းကလက်မှတ်ခံကြတာဖြစ်ပြီးလောင်ပြောင်နေကြတာလည်းဖြစ်ပါတယ်မက်ဆီရဲ့အာဂျင်တီးနားအသင်းပေါ်ဖြစ်တဲ့အက်တလီကိုမက်ထရစ်ညာနောက်ခံကစားမမိုလီနာကတော့ရော်နယ်ဒိုရဲ့ပြောစကားနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်ဖို့အတွက်ကိုယ့်ဘာသာကိုပြောနေလို့မရပါဘူးအကောင်းဆုံးဆိုတာကိုတခြားသူတွေကတမ်းမှန်ဆုံးဖြတ်ပေးကြတာပါကျွန်တော်ကတော့ဒီလိုပဲယုံကြည်ကြတာပါတခြားသူတွေကကျွန်တော်ကိုအကောင်းဆုံးပါလို့ပြောလာတဲ့ခါမှသာကျွန်တော်ကအကောင်းဆုံးပါဆိုတာလက်ခံပါပါကိုယ့်ဘာသာကိုပြောနေတာကဘောင်းမွေပါဘူးဆိုပြီးတော့ပြန်လည်တုတ်ပြန်သွားခဲ့ပါတယ် ဒါပြင်ထာဝရအကောင်းဆုံးစားမှာဂုတ်အငင်းခုံနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာတော့မော်လီနာကခရစ်စတီယာနိုကပြန်ဆိုင်လို့စိတ်ပြင်းထန်တဲ့ပုံစံတူဘောလုံးကစားမှာတူဖြစ်တယ်ဆိုတာကျွန်တော်တန်လျောက်မရှိပါဘူး။သူကသမိုင်းမှာအကောင်းဆုံးလားဒါမှမဟုတ်အကောင်းဆုံးမဟုတ်ဘူးလားဆိုတာကိုကျွန်တော်တယောက်တည်းကဆုံးဖြတ်ပေးရမှာမဟုတ်ပါဘူး။တခြားသူတွေကဆုံးဖြတ်ရမှာပါဒါပေမဲ့ကျွန်တော်အတွက်ကတော့ကမ္ဘာချန်ပီယံဖြစ်မှုတဲ့မက်ဆီကသာပို့ပြီးတော့ပြည့်ပြည့်စုံတဲ့ကစားမှာပါလို့ပြီးချသွားခဲ့တာဖြစ်ပါတယ် ရိုင်နိုနဲ့မန်စီတို့နှစ်ဦးစလုံးဟာဆယ်စုနှစ်နှစ်ခုကျော်ကြာအောင်အမြင့်ဆုံးဆန်ကျင်တွေကိုပြိုင်ဆိုင်ခဲ့ကြသူတွေဖြစ်ပြီးသူတို့နှစ်ဦးစလုံးကိုကစားမဘွားအစားအဆုံးမြင်ခဲ့ရတဲ့ကျွန်တော်တို့တွေဟာလည်းကံကောင်းဆုံးလူသားတွေလို့တော့ဆိုရမှာပါ။ လက်ရှိမှာနေအောင်စလုံးဟာနေဝင်ဂျိန်နီးကန်နေကြပြီဖြစ်ပေမဲ့ကိုစီချေဆွမ်းပြကစားနေဆဲဖြစ်ပါရင်ရော်နယ်ဒိုဟာ sorry ကလပ် NSR နဲ့အတူသွင်းကိုတွေဒိုင်းတိုင်းသွင်းယူနေဆဲဖြစ်သလိုမက်ဆီကလည်းပြီးခဲ့တဲ့ရာသီမေဂျာလီရဲ့အကောင်းဆုံးကစားမဆုကိုပုံရင်းနဲ့ရရှိထားတာဖြစ်ပါရင်ဒါအပြင်ရော်နယ်ဒိုနဲ့မက်ဆီတို့နေအောင်စလုံးကလာမယ့်2026ကမ္ဘာပလောကိုတက်ဆိုင်ရလရေးစဉ်အသင်းနေတဲ့အတူဝင်ကစားနိုင်ရင်အားခဲထားကြပြီးသူတို့ရဲ့ကစားမဘွားနောက်ဆုံးနိုင်ငံကပြိုင်ပွဲဖြစ်လာဖို့ရှိနေပါရင်ဒီလိုကအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ